အားလုံးပဲမင်္ဂလာပါ အခုတင်ပြမှာကတော့ဒူယင်တီရဲ့ကျမ်းမာရေးအကျိုးကျေးဇူးများအကြောင်းဖြစ်ပါတယ်ဒူယင်တီဟာအာဟာရဓာတ်ကျွဲဝပြီးကျန်းမာရေးအကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တဲ့အသီးကမြို့ဖြစ်ပါတယ်။ဒါပေမဲ့တင့်တင့်မြတ်တစွာစားသုံးဖို့နဲ့အချို့သောကျန်းမာရေးအခြေအနေရှိသူများအနေဖြင့်တတိပြုစားသုံးဖို့လိုအပ်ပါတယ်။ဒူယင်တီရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ဒူယင်တီမှာဗီတာမင် C, ဗီတာမင် B အုပ်စုစတဲ့ဗီတာမင်ဇက်တွေ ပိုတက်ဆီယမ်တန်ဓာတ်မဂနီဆီယမ်ကယ်ဆီယမ်ဖော့စဖရပ်စတဲ့တတုတ္တတွေအပြင်အမြင့်သက်နဲ့ကာဘိုဟိုက်ဒရိတ်တို့ကျွဲဝစွာ ပါဝင်ပါတယ်။ဒါအပြင်ဒူးရင်းသီးမှာအမြင့်သက်ကျွဲဝစွာပါဝင်တာကြောင့်အစာချေစနစ်ကို အထောက်အကူပြုပြီးဝမ်းချုချံကိုတတ်တာစေနိုင်ပါတယ်။ဒါအပြင်ဒူးရင်းသီးမှာကယ်ဆီယမ်နဲ့မဂနီဆီယမ်ဓာတ်တွေပါဝင်တာကြောင့်အရိုးကြမ်းမရေးကိုအထောက်အကူပြုစေပါတယ်။ ။နောက်ထပ်ဒူးယင်းသီးရဲ့ထူးခြားချက်ကတော့တန်ဓာတ်နဲ့ folic acid တို့ပါဝင်တာကြောင့်သွေးနီဦးစဲဒီကိုတိုးပွားစေပြီး သွေးအားနဲ့ယောဂါကိုကာကွယ်ပေးနိုင်ပါပဲ။ဒါအပြင်ဒူးယင်းသီးမှာပါဝင်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်များကဓာတ်တိုးဆန်းခြင်းအာဏိသင်ချေပြီးကင်ဆာယောဂါများကိုကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင် လူရင်းတီးမှာပါဝင်တဲ့ tryptophan amino acid ကခန္ဓာကိုယ်အတူမှာ serotonin နဲ့ melatonin ဟော်မုန်းများအဖြစ်ပြောင်းလဲကအိပ်ပျော်စေဖို့အထောက်အကူပြုပါတယ်။အဲ့ဒီအချက်တွေအပြင်လူရင်းတီးမှာ vitamin C ဓာတ်ပါဝင်တာကြောင့်ကိုယ်ခန္ဓာအားစနစ်ကိုမြင့်တင်ပေးနိုင်ပါတယ်။လူရင်းတီးမှာပါဝင်တဲ့ potassium ဓာတ်ကသွေးပောင်ခြင်းကိုထိန်းညှိပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ဒါပေမဲ့နှလုံးရောဂါရှိသူများအနည်းနဲ့ ဒူယန်တီအလွန်အကျွမ်းစားသုံးခြင်းကိုရှောင်ကြဉ်တင်ပါတယ်။ဒူယန်တီကိုအလွန်အကျွမ်းမစားတင်ပါဘူး။ဒူယန်တီနဲ့မတည့်တဲ့အချက်တွေတည်ထားတင်ပါတယ်။ဒူယန်တီကကယ်လိုရီနဲ့တကြားထားများတဲ့အသီးကီလိုစီချိုယောဂရှိသူများနဲ့ကိုယ်အလေးချိန်ထင်းသိမ်းသူများအလွန်အကျွမ်းမစားတင်ပါဘူး။ကြောက်ကယောဂဝေဒနာရှင်များအနေနဲ့လေပိုတက်ဆီယမ်ပါဝင်မှုများတာကြောင့်ဒူယင်တီကိုသတိဖြူစားသုံးသင့်ပါတယ်။ အချို့သူတွေမှာဒူးရင်တီစားပြီးနောက်ခန္ဓာကိုယ်အပူချိန်မြင့်တက်တာ လေးပွားတာအစာမကြေတာစလက်လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။ကော်ဖီလက်ဖက်ရည်ကိုလာစသည့်ကဖိနက်ဘာတို့အဖျော်ရမကာတွေအရက်ဘီယာစတာတွေနဲ့တွဲဖက်စားသုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။အဲ့ဒါတွေနဲ့တွဲဖက်စားသုံးပါကရင်သုံးခြင်းမူးဝေခြင်းစတဲ့မလိုလားအတဲ့ချမ်းမာရေးပြဿနာများဖြစ်ပေါ်စေနိုင်ပါတယ်။ဒူးရင်တီဟာ အသားအသမကဒူးရင်တီစိတ်ကလည်းကစီဓာတ်အမြင်ဓာတ်ဇင့် အဆီဓာတ်ဖော့စဖရက်ကယ်ဆီယမ်စတဲ့အာဟာရဓာတ်များပါဝင်ပါတယ်လူရင်သီးဆေးကိုပြုတ်ရဖြစ်စေမိခင်ရဖြစ်စေဟင်းချက်ရဖြစ်စေစားသုံးနိုင်ပါလေလူရင်သီးဆေးကအင်အားပြေဝစေခြင်းအစာချေစနစ်ကျန်းမာစေခြင်းတန်ကျစေခြင်းကိုယ်ခံအားကောင်းစေခြင်းနှလုံးကျန်းမာစေခြင်းသွေးရင်းကိုလက်စတရောကျစေခြင်းအယိုးနှစ်သွားများကိုကျန်းမာစေခြင်းစလည်းအချိုးကျေးဇူးများပေးနိုင်ပါတယ်တတိပြုဖို့ကလူရင်သီးဆေးကိုအစိမ့်မစားတတ်ပါဘူး ဘေးအစာအစာမစုတန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်းတင့်တင့်ညတာအစောစားသုံးခြင်းကဇန်ဝါရီအတွက်အကောင်းဆုံးဖြစ်ပါတယ်။ဒူယန်သီစာဖီဝေဒနာတစုံတစ်ခုခံစားရပါကဇန်ဝါရီပညာရှင်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။လူကြီးမွန်းတို့ဇန်ဝါထုခနဲ့ပြည့်စုံနိုင်ကြပါစေ။